လက်ထက်ကနေသရိုသားဟင်းဝင်ရဲနဲ့မတင်တော်တဲ့ဗီဒီယိုတစ်ခုကြောင့်လူပြောများနေရဲ့ထထထုံပရိသတ်များအားလုံးမဲမိကလာပါရှင့်မကြခင်မှာသရိုသားလောင်းဖြစ်တော်မဲ့မင်းသားဟင်းဝင်ရဲအနီးကရိုက်ကိုထားတဲ့ဗီဒီယိုဖိုင်တစ်ခုကြောင့်လူပြောများနေရကတော့မင်းသမီးထထထုံမဲဖြစ်ပါတယ်အင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့အဒီဗီဒီယိုဖိုင်ထဲမှာမင်းသားဟင်းဝင်ရဲနဲ့မင်းသမီးထထထုံတို့နှစ်ယောက်အရန်ကိုရိုမတ်တစ်ဆန်နဲ့အခန်းလေးတစ်ခုထဲမှာမျက်နှာချင်းဆိုင်တယောက်နဲ့တယောက်အသက်ရှူတဲ့ကြားရမတဲ့အလွန်နင်းနီးကြက်ကြက်ရှိနေကြပါတယ်ကြီးမီးရဲ့သူတွေတောင်ရင်ခုန်သွားရလောက်အောင်တကယ် ချစ်သူတွေလိုမျိုးတရုပ်ဆောင်ထားတဲ့ပုံစံမျိုးပါပဲဒီဗီဒီယိုဖိုင်ထွက်ပေါ်လာတာနဲ့တပြိုင်တည်းပရိသတ်တွေအထူးသဖြင့်ငယ်စဉ်ဆုံးတွဲလူချစ်စနိုးခေါ်ကြတဲ့ဟိဝင်းရဲ့နဲ့ဆိုပြတဲ့စင်တို့ရဲ့ပရိသတ်တွေစီကဒေါသတကြီးဝေဖန်တဲ့ချက်ချင်းထွက်ပေါ်လာခဲ့ပါတော့တယ်။ဘာကြောင့်ဒီလောက်တောင်ဒေါသထွက်ကြတာလဲ။ပရိသတ်ကြီးတို့လည်းတည်တဲ့အတိုင်းမှာပဲဟင်းဝင်းရဲ့နဲ့ဆိုပြတဲ့စင်တို့ဇုံတွေကအမှုပညာလောကမှာပရိသတ်တွေအရန်ကိုအားကြရတဲ့လိုက်ဖက်ညီလုံးနဲ့ဇုံတွေတွေပါ သူတို့နှစ်ယောက်ကိုပရိသတ်တွေကဗီဒီယိုခင်မာကလေးကအပြင်မှာပါတကယ်ညားသွားရင်ကောင်းမှာပဲဆိုပြီးသဘောတူထားခဲ့ရပါအခုဆိုရင်တော့ပရိသတ်တွေရဲ့စန္ဒအတိုင်းသူတို့နှစ်ယောက်ကချစ်သူတသန်း6နှစ်ကျော်အကြာမှာနှစ်ဖက်မိဘသဘောတူညီမှုနဲ့ ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုမကြခင်မှာပဲကျင်းပတော့မှာဖြစ်ပါတယ်။ပြည်ထနာကဒီမှာစတာပါ။လက်ထက်ကနေဒီလိုအရေးကြီးတဲ့အချိန်ကြီးမှာမှသရိုးသားလောက်ဖြစ်တဲ့အဟင်းဝရန်ကနောက်ထပ်မင်းသမီးတယောက်ဖြစ်တဲ့ထက်ထထုံနဲ့ဒီလိုမျိုးရိုမက်တစ်ဆန်လုံးနဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ရပါ။ဒါကြောင့်ပရိသတ်တွေရေဝေဖန်မှုကဟင်းဝရန်ကိုရောထက်ထထုံကိုပါတဲ့တဲ့ကြီးဦးတည်သွားပါတယ်။ဟင်းဝရန်ကိုမင်္ဂလာဆောင်တော့မဲ့ယောက်ျားတယောက်ကအနေထိုင်မစင်ခြင်းမူစိုးပြေတဲ့စဉ်ကိုအားနာတဲ့နေဆိုပြီးတော့ဝေဖန်ကြသလိုဒီကိစ္စမှာမင်းသမီးထက်ထထုံကပို့ပြီးတော့ ပြစ်မှတ်ထားဝေဖန်ခံနေရပါတယ်။ ချာချာချွန်ကလည်းကိုလို့ဖို့ကင်ဘက်ကမင်္ဂလာဆောင်တော့မယ်မဲတိတိကြီးနဲ့ဒီလိုမျိုးနီးကက်လွန်တဲ့ပုံစံမျိုးတွေရိုက်တာမသိမ့်တော်ဘူးဘလို့ဝဲတိုးဆောင်တယ်ပြောပြောလက်ထထုံးမိသူနဲ့ဒီလောက်ကက်ဖို့လိုလို့လားဆိုပြီးချာချာချွန်အပေါ်မှာပါမိကွန်းထုတ်ပြီးတော့အပြစ်တင်ဝေဖန်နေကြတာပါတကယ်တော့ဒီဗီဒီယိုဖိုင်ကစိန်နှန်းတော်စိန်ရွှေရတနာဆိုင်အတွက်ဟိဝင်ရဲ့နဲ့ချာချာချွန်တို့နဲ့အတူတူတွဲဖက်ရိုက်ကူးခဲ့တဲ့ကြော်ညာဗီဒီယိုဖိုင်တစ်ခုသာဖြစ်ပါတယ်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းပြောရရင်အဲ့ဒီကြော်ညာကအခုမှအသက်ဆက်ဆက်ရိုက်ကူးထားတာလုံးဝမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ကလေး ကရိုက်ကူးထားပြီးသားကြောင့်ညာအဟောင်းတစ်ခုဖြစ်ပါတယ်။ကြောင်ညာရဲ့ဇလန်သဘောအရာချစ်သူနှစ်ယောက်ရဲ့ရိုမန်တစ်ဆန်တဲ့ခံစားချက်တွေကိုပုံဖော်ရတာဖြစ်လို့ဒါရိုက်တာလိုချင်တဲ့ပုံစံအတိုင်း professional တရုပ်ဆောင်တွေပေးပြီးပြင်ပြင်တရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒါဆိုရင်အခုမှဘာလို့ဒီဗီဒီယိုကပြန်တက်လာတာလဲ။ဒါကတော့တမင်တကာလှုပ်ချမှုတစ်ခုဖြစ်မှာပါ။ ဟင်းဝရံတို့မင်္ဂလာဆောင်ကနေတရင်နဲ့အရန်ကရိုးဆိုင်ခံနေရတဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးတော့အဒီကြော်ညာဗီဒီယိုကိုအရှိကြီးတဲကနေအနီးကပ်ဆုံးအထင်မှားစရာအကောင်းဆုံးအခန်းလေးကိုပဲဖြတ်တောက်ပြီးတော့ဆိုရှယ်မီဒီယာပေါ်ကိုတစုံတစ်ယောက်ကတမင်ပြန်တင်လိုက်တာဖြစ်နေပါတယ်။ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။အဖြစ်မှန်ကိုမသိတဲ့လူတွေကြားထဲမှာဟင်းဝရံနဲ့ထက်ထက်ထွန်းတို့ဘာလို့လို့ညာလို့လို့ဆိုပြီးထင်အောင်ထင်မှားဖြစ်အောင်အထူးသဖြင့်သတို့သမီးလောင်ဆိုပြတဲ့စဉ်ရဲ့ပရိသတ်တွေဒေါသထွက်အောင် လူပြောမြအောင်ဝေဖန်တိုက်ခိုက်ခံရအောင်တမင်တကာလုံးချန်လိုက်တာ ာဖြစ်ပါတယ်။ဒါကြောင့်ဒီကိစ္စမှာမင်းသားဟင်းဝီရဲ့ရောအဓိကဝေဖန်ခံရတဲ့ထက်ထက်ထုံးမှာတကယ်တော့နင့်နာတဲ့သူတွေပါ။သူတို့ရဲ့အလို့သဘောအရာရှိကူးခင်ရတဲ့ကြောညာအဟောင်းတစ်ခုကအခုမှပြန်တက်လာပြီးဒီလိုဝေဖန်ခံရပါတယ်။ဒါကြောင့်ပရိသတ်ကြီးကိုတိုက်တွန်းချင်တာကဆိုရှယ်မီဒီယာပေါ်မှာမြင်သမျှသတင်းတိုင်းကိုအထူးသဖြင့်ဒီလိုဖြညက်ကက်လုပ်ထားတဲ့ဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီးအပြစ်မှန်ကိုသေချာမစုံစမ်းမဲကာယကံရှင်ဥပညာရှင်တွေကိုအပြစ်တင်မဝေဖန်မိကြဖို့ပါပဲ။အခုတော့အားလုံးရှင်းရှင်းလင်းလင်းသိသွားကြပြီလို့ထင်ပါတယ်။ပရိသတ်ကြီး ီရောဒီလိုသတင်းအမှားသတင်းအဖျက်ကြောက်တွေကြောင့်အမှုပညာရှင်တွေကိုအထင်မှားခဲ့မှုတွေအတွေ့အကြုံတွေရှိလောက်ဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်